တနင်္ဂနွေသားသမီးများဒီဇင်ဘာလ10ရက်မှ15ရက်အတွင်းတပတ်စာဗီရင်ဟော့စတမ်ဖြစ်ပါတယ်ရှေတဝခဲနာဇဝခဲဆုံးဖြတ်ခဲရွေးချယ်ခဲအချိန်များကျွန်တော်တက်ပါတယ်စဉ်းစားကြက်တဲ့အချိန်များကျွန်တော်တက်ပါတယ်မိမိရဲ့အကြံစီများရွေးချယ်များဟာဖြင့်တော့ကြံ့ကြံ့ပြီးမှအောင်မြင်နိုင်ပါတယ် စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့လုပ်ငန်းစီးပွားရေးတိုးတက်အောင်မြင်စေဖို့အတွက်အကူအညီကောင်းနှစ်ခုအဆက်အသွယ်ကောင်းနှစ်ခုစိတ်ကူးအကြံကောင်းဉာဏ်ကောင်းနှစ်ခုပေါ်လာပါလိမ့်မယ်။နှစ်ခုစလုံးကောင်းပါလေ။ကြိုက်တဲ့အနေနဲ့ကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါလေ။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့တော့မတင်မတ်တာဖြစ်ရတတ်ပါလေ။အဲ့တော့ငွေကြေးကိစ္စများမတင်မတ်တဲ့အချိန်မှာမတင်မတ်တဲ့ပုံစံမျိုးနဲ့အောင်မြင်ပါလိမ့်မယ်။မတင်မတ်တာတွေဖြစ်လာတတ်တဲ့နိမိတ်ပဲဖြစ်ပါလေ။ ခြေအနေနဲ့ပတ်သက်လို့တော့တဲ့အခြေအစင်မပြေတဲ့သူများဘာသာရေးကိန်းဆိုင်တဲ့လူတယောက်ကိုအကြောင်းပြုပြီးတော့ပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေးပြီးသားသူများကတော့မိမိတို့နှစ်ယောက်ဖျားဖူးခီးသွားတတ်ပါတယ်အလှူတန်းလောက်တတ်ပါတယ်အင်တာဗျူးနဲ့ပတ်သက်လို့တော့စကားပြောကျွန်တက်လွန်တက်မှားတတ်ပါတယ်အမျိုးသမီးတယောက်ကြောင့်လည်းအိမ်တော်ကြီးမှာစိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ပညာရေးကံကတော့အလေလက်မှာပဲရှိပါတယ်။သူကများများ ကြိုးစားအထောက်ဖို့ရည်ကြီးပါတယ်။ဂျမ်းမိုင်းနဲ့ပတ်သက်လို့တော့ဥကောင်းနဲ့ဥကောင်းနဲ့ပတ်သက်တဲ့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ယောဂများတတိထားစီလို့ပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီတော့ကန်ဆန်းမယ်ဆိုရင်တော့2910ဖြစ်ပါတယ်။အကျိုးပေးကံကောင်းစေတဲ့အယောင်တွေကတော့အနီရောင်ပန်းရောင်အဝါရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတော့ ရေတံဘူးနဲ့ခောက်ပေးပါရေတံဘူးအသေးလေးရတယ်အကြီးလေးရတယ်ခောက်ပေးပါပစံကလည်းဆူတောင်းပါဘယ်နေ့မဆိုဘယ်ချိန်မဆိုလုပ်နိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုရေတံဘူးနဲ့ခောက်ပေးပါကံကောင်းခြင်းမဲ့ရေတရာကတော့အိမ်ဖျားမှာစွန်းသုံးပကံစီအစိမ်းစမ်းလှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညာခိုက်လေးကြေပြောက်ပြီးတော့ပြန်နေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ Not a bad, they're not just some ခဲအလုံးအောင်စေပိုင်းစေနိုင်စေခိုင်းစေဗျာမင်းလာသာသမီများဒီဇင်ဘာလ10ရက်မှ15ရက်အတွင်းတပတ်စာဘေရီဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးဘာသာရေးကိန်းဆိုင်တဲ့လူကြီးတယောက်စီရနေပြီးတော့အကူညီကောင်းအကြံကောင်းညံကောင်းများရောက်ဖို့ရှိနေပါတယ်အဲ့တော့ဘာသာရေးကုသိုလ်ကောင်းမှုများလည်းလိုအပ်ဖို့ရှိနေပါတယ်။အရေးတံများလည်းပဲလိုအပ်ဖို့အကြောင်းတွေပေါ်လာပါလိမ့်မယ်။ အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များဟာဘာသာရေးကိန်းဆိုင်တဲ့လူတစ်ယောက်ရဲ့အကြံဉာဏ်အကူအညီနဲ့သမဟုတ်သူနဲ့ပတ်သက်ပြီးတော့အစဉ်ပြေအောင်မြင်မှုဖြစ်နေပါတယ်။စီးပွားရေးအလုပ်ငန်းနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲတွေအလှယ်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။လုပ်ငန်းနဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ်။လုပ်ငန်းစီးပွားများတိုးတက်အောင်မြင်မဲ့နမိတ်ပဲဖြစ်ပါတယ်။ငွေကြေးကံလည်းအင်မတန်ကောင်းနေပါတယ်။ ဆုံးရှုံးမလို့လို့ဖြစ်နေတဲ့ငွေတွေပြန်ရဖို့ရှိနေပါတယ်။ငွေကြေးအခက်ခဲလုံမြောက်ဖို့ငွေကြေးအကျန်စီတွေအောင်မြင်ဖို့အကျွေးလေးကြေးဖို့အကျွေးလေးရဖို့အတွက်စစ်ကူအကျန်ကောင်းညံကောင်းများလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်။လက်တွေ့အကောင့်ထည့်ဖို့ဆောင်ရွက်စီလိုပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့လည်းပဲအကောင်းဆုံးအလှည့်ပြောင်းနေဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့အခြေအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်။ပြေပြေးသားသူများကတော့အခြေရဲ့ခြုံမင်းနဲ့အသေးပွင့်တွေကိုစွပ်ယူစားသုံးရမယ်။ပန်းလို့ရောင်းလေလွှမ်းနေသောနမိတ်ပဲဖြစ်ပါတယ်။ ိန်တော်ရင်းနဲ့ပတ်သက်လို့တော့အိန်တော်ဘက်ရဲ့ဖုံးခွေမှုဟန်ဆောင်မှုလင်းညာမှုခံရပါတယ်မိမိကိုယ်တိုင်ကလည်းပဲအိန်တော်ဘက်အပေါ်ကိုဖုံးခွေမှုတွေဟန်ဆောင်မှုတွေပြုလုပ်ရတတ်ပါတယ်ဖုံးခွေခြင်းဟန်ဆောင်ခြင်းလင်းညာခြင်းများထုံမုန်းနေတော့နမိပဲဖြစ်ပါတယ်ပညာရေးကံကတော့အင်မတန်ကောင်းနေပါတယ်ပညာရေးကံမိမိရည်မှန်းထားတာတွေပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့တော့ခြေတော်ခါဒူးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူး ဲ့တော့ဒီလိုကန်ဆန်းမယ်ဆိုရင်တော့1983ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်တွေကတော့ပန်းယောင်အနီယောင်အဝါယောင်ဖြစ်ပါတယ်မြန်မြန်ဝတ်ဆင်ပြီးတော့အသုံးပြုစေလိုပါတယ်အဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတော့အာလူးနဲ့ခောက်ပေးပါအာလူးပစ္စကလည်းဆူတောင်းမှရောင်းထွက်ဖို့ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နေပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါ ဲ့တော့ကံကောင်းစီမဲ့ရေရရာကတော့အိမ်ဖျားမှာတစ်သီး၆လုံးလှူထပ်ပြီးတော့ဆွတ်တောင်းခြင်းအဖြစ်ကံညံခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။ အင်္ဂါသာသမီများဒီဇင်ဘာလ8ရက်မှ15ရက်အတွင်းတပတ်စာဘေရီဟော့စတန်ဖြစ်ပါလေအရင်ဆုံးကျွန်တော်ရဲ့ကြီးမားတဲ့ကောင်းတဲ့အပြောင်းအလဲတွေဖြစ်လာဖို့ရှိနေပါတယ်မတရားကောင်းမတရားညှက်တော့တယ်ပါတယ်အဲ့တော့အစင်မပြေတဲ့သူများကတော့ပြန်ပြီးတော့အစင်ပြေလာပါတော့မယ်အဲ့တော့ပြေနေတဲ့သူများကတော့မတင်မတ်တဲ့အနောက်ရှက်တွေအပြောင်းအလဲတွေပေါ်တတ်ပါတယ်အညက်တွေပေါ်တတ်ပါတယ်မညက်ရလေအောင်အဲ့ရကြောင်းရွှေ့အေးပေးပါ တော့အဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာမယ်။ပြေတဲ့သူများကတော့အဲ့ရတောင်းပြီးတော့ကြောင်းရှုပ်ပြီးတော့အိပ်ပေးပါ။ကိုယ့်ရဲ့အကြံစီရွေးချက်များဟာလည်းပဲအပြောင်းလဲတွေဖြစ်ပြီးမှအောင်မြင်ဖို့ရှိနေပါလေ။စီမွိုင်းနဲ့ပတ်သက်လို့အလုပ်ပိုင်းနဲ့ပတ်သက်လို့ကျင်းတော့ကြံ့ကြံ့မှုတွေထုံမှုနေပါလေ။အလုံငန်းနဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်တဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲထင်းတော့ကြံ့ကြံ့ပြီးမှအောင်မြင်နိုင်ပါတယ်။ အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်အဲ့တော့ငွေကြေးအခက်အခဲကလုံမြောက်ဖို့ငွေကြေးအကျန်စီတွေအောင်မြင်ဖို့ရသရှိတဲ့ငွေတွေအမြင်ရဖို့ပေးစာရှိတဲ့ငွေတွေအမြင်ပေးနိုင်ဖို့လက်ရှင်ဖို့အတွက်စိတ်ကူးအကျန်ကောင်းဉာဏ်ကောင်းအိုင်ဒီယာကောင်းတွေလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်လက်တွေ့အကောင့်တွေပေါ်ဆောင်ရွက်ပါအဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့အမျိုးသမီးတယောက်ရှားဝင်ရှုပ်တတ်ပါတယ်အဲ့တော့အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့ကတောက်ကစားလေးတွေဖြစ်တတ်ပါတယ် အစင်မသိရင်လမ်းခွဲပြဆဲတာမျိုးလည်းဖြစ်တတ်ပါတယ်အထူးသတိထားစေလိုပါတယ်အိမ်ထောင်ရေးအင်မတန်ကောင်းနေပါတယ်ကလေးမရသေးတဲ့သူများကလေးရဖို့ရှိနေပါတယ်အိမ်ထောင်ဘက်ကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်မှုလည်းရှိနေပါတယ်အဲ့တော့ပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းနဲ့မွေးဖွားခြင်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ပညာရေးကံကတော့အလယ်လက်မှာရှိနေပါတယ်စာအရေးသားမှတ်တတ်ပါတယ်အဲ့တော့ခွင့်ပြုဆိုင်ပြီးတော့ကြိုးစားစေလိုပါတယ် ချမ်းပိုင်နဲ့ပတ်သက်လို့တော့1 byte လေနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထိတိုးကန်ဆန်းမယ်ဆိုရင်တော့6 6 13ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်တွေကတော့အစိမ်းရောင်အပြာရောင်အဖြူရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းတွဲရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပြပါပါဇက်ကလည်းဆူတောင်းပါဘယ်နည်းမဆိုဘယ်ချေမဆိုဆောင်ရွက်နိုင်ပါလေရောင်းတွဲရောင်းကောင်းခြင်းနဲ့ပစ္စည်းများကို တကွာကြီးနဲ့ခေါ်ပေးပါကံကောင်းပေမဲ့ယရိယာကတော့အိမ်ဖျားမှာအုံးသီးပါတဲ့မုတ်အုံးသီးပါတဲ့အစားတော့တူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေခြေပြွက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်စေပါဘုရားဟူတာသည်များဒီဇင်ဘာလ၈ရက်မှ15ရက်အတွင်း တပတ်စာဗီဒီယိုဟော့စတိုင်ဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ကိုရဘဝဒီဘဝတိုးတဲ့အောင်မြင်ချမ်းသာဖို့လက်ရှိအခြေအနေတွေတိုးတဲ့မြန်မာစေဖို့အတွက်အကူအညီကောင်းနှစ်ခုအဆက်အသွယ်ကောင်းနှစ်ခုစေတူးအကြံကောင်းညံကောင်းနှစ်ခုပေါ်ထွက်လာဖို့ရှိနေပါတယ်အဲ့နှစ်ခုစလုံးကောင်းပါတယ်ကြိုက်တဲ့နေလမ်းကိုရွေးချယ်အသုံးပြုနိုင်ပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်လည်းပဲ အကူညီကောင်းနှစ်ခုစေကူအကြံကောင်းညာကောင်းနှစ်ခုအဆက်သက်ကောင်းနှစ်ခုပေါ်လာဖို့ရှိနေပါတယ်ကြိုက်တဲ့နီလန်းကိုအသုံးပြုနိုင်ပါတယ်အကြံစီများရွေကြံများပြည့်မြောက်အောင်မြင်မဲ့နမိတ်ဖြစ်ပါတယ်စီပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့လောလောဆယ်မကောင်းသေးပါဘူးဖြည်းဖြည်းချင်းမှကောင်းလာပါလိမ့်မယ်အဲ့တော့စီပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့အချိန်တွေဟာလောလောဆယ်မကောင်းသေးပါဘူးဖြည်းဖြည်းချင်းကောင်းလာပါလိမ့်မယ်စီပွားရေးနဲ့ပတ်သက်တဲ့အလုပ်ကိုင်းနဲ့ပတ်သက်တဲ့အကျန်းစီကိစ္စတွေအားလည်းပဲကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပါတယ်ငွေအလင်ခံတတာမျိုးငွေကြပြောက်တာမျိုးအခုခံလာမျိုးတတိထားစေလိုပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုတတိထားပြီးတော့ဆောင်ရွက်စေလိုပါတယ်ငွေကြေးကံအနည်းငယ်ညံ့နေတဲ့နေမျိုးဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်လို့ကတော့တဲ့အခြေအအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့အခြေရဲ့ယူဆမှုတွေယူရမှုတွေ ခံစားရမယ်စိတ်လုံရှားရင်ခုန်စွာဖြတ်တန်းရမယ်ကျင်းနှူးစရာတွေအတိပေးနေတဲ့နမိတ်ပဲဖြစ်ပါလေအင်တာဝင်းနဲ့ပတ်သက်လို့တော့မိမိရမှန်နေပါလျှက်နဲ့စကားပြောငင်းခုန်ဖြစ်ရှင်းရတတ်ပါလေပညာရေးကံကတော့အင်မတန်ကောင်းနေပါလေမိမိရင်မှန်းထားတာတဲ့ကြိုးစားတာတဲ့ပို့ပြီးတော့အောင်မြင်ဖို့ဖြစ်နေပါလေကျမ်းမိုင်နဲ့ပတ်သက်လို့တော့ခေါင်းမူတာမျိုးညာပက်လက်ညာပက်ပခုံးတာမျိုးတတိထားစီလိုပါလေ ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ဖြီတိုးကန်ဆယ်မယ်ဆိုရင်တော့3ခု18ဖြစ်ပါတယ်ကန်ကောင်းနေတဲ့အယောင်တွေကတော့အဝါယောင်အဖြူယောင်အမီယောင်ဖြစ်ပါတယ်ညံများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုစတိပကံများလေးနဲ့ခောက်ပေးပါရက်ခတ်ပေးပါစတိပကံများလေးနဲ့ရက်ခတ်ပေးပါရဲလေးပဲရက်ပေးပါဘာသာကလည်းစူတောင်းမှရောင်ထွက်ဖို့ရောင်ပေါင်းဖို့ ဘယ်နေမစို့ဘယ်ချိန်မစို့ဘယ်နေရာမစို့ဆောင်ရွက်နိုင်ပါလေ။ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုစတိပကံများလေးနဲ့ရက်ကပ်ပေးပါရိုက်ပေးပါ။ကံကောင်းခြင်းမဲ့ရတရာကတော့အိမ်ဖျားမှာကြာဆန်းကြောလှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်တော်တော်ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေပိုင်းစေ နိုင်စေခိုင်စေပါ။ ကြာတာပရိသတ်သမီးများဒီဇင်ဘာလ8ရက်မှ15ရက်အတွင်းတပတ်စာဗီဒီယိုဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးမြန်မာပါတဲ့လူတယောက်ဆီကနေပြီးတော့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များအောင်မြင်စေဖို့အတွက်မြန်မာပါတဲ့လူတယောက်ရဲ့အကူအညီကောင်းအကြံကောင်းများရဖို့ရှိနေပါတယ်အဲ့တော့မြန်မာပါတဲ့လူတယောက်နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အကြံစီများရည်ရချက်များအောင်မြင်နိုင်ပါတယ်။နောက်လက်ရှိအခြေအနေဟာအကောင်းဆုံးအခြေအနေမဟုတ်သေးပါဘူး။ဒီတဲ့ပို့ပြီးတော့တိုးတက်ဖို့အောင်မြင်ဖို့အတွက်နည်းလမ်းတွေအများကြီးရှိနေပါသေးတယ်။ရှာကြံပါတွေးတော့ပါရှာဖွေပါ။စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ငန်းနဲ့ပတ်သက်လို့တိုးတက်ဖို့အောင်မြင်ဖို့ရှိနေပါတယ်။စီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေအောင်မြင်ဖို့ရှိနေပါတယ်။ လုပ်ငန်းတင်များဆက်လို့ရပါတယ်လုပ်ငန်းစည်းဝါးတွေတုတ်ချက်လို့ရပါတယ်ငွေကြေးကအနေငယ်ညက်နေပါတယ်ရစရာပေးစံဝင်များကင့်ငော့ကြန့်ကြာနေတတ်ပါတယ်ငွေကြေးဆုံးချိုးတာမျိုးကြပြောက်တာမျိုးအလင်ခံတာမျိုးတတိထားစေလို့ပါတယ်အဲ့တော့ငွေကြေးကိစ္စများကိုအထူးသတိထားပြီးတော့ဖက်တန်းစေလို့ပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့တော့ကြီးမားတဲ့အပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ် တော့အခြေအစင်မပြေတဲ့သူများပြန်ပြီးတော့အစင်ပြေလာပါလိမ့်မယ်အဲ့တော့ပြေပြီးသားသူများကတော့မတင်မတ်တဲ့ပြဿနာလေးတွေပေါ်လာတတ်ပါတယ်သတိထားစေလိုပါတယ်အိမ်ထောင်ရေးကံကတော့အင်မတန်ကောင်းနေပါတယ်အဲ့တော့ပျော်ရွှင်မှုတွေ၊တာယာမှုတွေ၊ကြည်နွမှုတွေ၊နားလည်မှုတွေ၊မျှဝေခံစားမှုတွေနဲ့ကြည်နွတာယာပျော်ရွှင်စွာဖြစ်တမ်းရမယ်။အိမ်ထောင်ရေးဒုက္ခခံစားရမယ်။နမိတ်ဖြစ်ပါတယ်။အဲ့တော့ကလေးမရတည်တဲ့သူများလည်းကလေးရဖို့ရှိနေပါတယ်။ ပညာရေးကံကတော့အလယ်လက်မှာပဲရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့1 byte နဲ့ပတ်သက်တဲ့ယောဂအများသတိထားစေလိုပါတယ်။အစားမလာမျိုးသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဖြီတိုးကန်ဆန်းမယ်ဆိုရင်တော့နှစ်လေးတင်ငါဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာတွေကတော့အဖြူရောင်အနက်ရောင်အဝါရောင်ဖြစ်ပါတယ်။ညာညာဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းလုံးထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုတော့ခရင်နဲ့ခောက်ပြီးပါသမင်းထင်းစားတဲ့ခရင်ခရင်တစ်ချောင်းနဲ့ရောင်းကျင်တဲ့ပစ္စည်းများရောင်းကောင်းတဲ့ပစ္စည်းများကိုခောက်ပြီးပါဒဇက်ကလည်းဆူတော့မှရောင်းထွက်ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နေပါလေရောင်းထွက်ရောင်းကောင်းတဲ့ပစ္စည်းများကိုခရင်နဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းခြင်းနဲ့ရေရရာကတော့အိမ်ဖျားမှာဒင်းချင်းနှစ်ခွက်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညက်ခိုက်တွေကြည့်ပြောက်ပြီးတော့ကံကြီးကောင်းစေပါလိမ့်မယ် ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချပါစေ။ကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေပါ။ ောက်ကြသောသမီးများဒီဇင်ဘာလ၈ရက်မှ15ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့ဘေဒင်ဟော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။အမျိုးသမီးတစ်ယောက်စီကနေပြီးတော့အကူအညီကောင်းအကြံကောင်းညံကောင်းများလည်းရဖို့ရှိနေပါတယ်။အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များဟာအမျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီးတော့ ြည့်မြောက်အောင်မြင်ဖို့ရှိနေပါတယ်။စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကနေပတ်သက်လို့ပေါင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။အကူအညီကောင်းတွေအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။လုပ်ငန်းများစီးပွားများတိုးတက်အောင်မြင်မဲ့နိမိတ်ပဲဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်။ရစရှိတဲ့ငွေများရဖို့ရှိနေပါတယ်။ပေးစရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်။ငွေကြေးအကျဉ်းစီများပြည့်မြောက်အောင်မြင်မဲ့ ငွေကြီးနဲ့ပတ်သက်လို့စိတ်ချမ်းသာပျော်ရွှင်ရမယ်အဆင်ပြေမယ်နမိဖြစ်ပါတယ်အဲ့တော့ငွေကြီးကိစ္စများကိုရဲရဲတင်းတင်းဆောင်ရွက်နိုင်ပါတယ်အဲ့တော့အခြေအနေပတ်သက်လို့အင်မတန်ကောင်းနေပါတယ်အခြေအနေအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေပါတော့မယ်အဲ့တော့ပြင်ပြီးသားသူများကတော့ပြင်တဲ့ဘက်ပြေပါလိမ့်မယ်အခြေရဲ့အသီးပွင့်တွေကိုစိတ်ယူစားသုံးရမယ်ပန်းလို့ရောင်တွေလွှမ်းနေတဲ့ခြေလို့စရာတွေစိတ်လို့ရှာရေကုန်စရာတွေအတိပြီးတဲ့နမိတွေဖြစ်ပါတယ် တခုတော့သိထားပါအရင်တော့ဖြစ်ခဲ့မှုတဲ့စကားဟောင်းပြဿနာဟောင်းပြန်ပေါ်တတ်တယ်သတိထားစေလိုပါတယ်အိမ်ထောင်ရေးနဲ့ပတ်သက်လို့လည်းပဲအိမ်ထောင်ရေးအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေမယ်လို့ဖြစ်ပါတယ်အဲ့တော့ပြေပြီးသားသူများကတော့မတင်မတ်တဲ့ပြဿနာလေးတွေစကားပြောအငင်းခုံလေးတွေပေါ်တော့တတ်ပါတယ်နော်ပညာရေးအင်ပါတန်ကောင်းပါတယ်မိမိရည်မှန်းထားတာတဲ့ကိုယ်မှရှိတဲ့အရေးချင်းတဲ့ကိုစူးစမ်းတာတဲ့ပို့ပြီးတော့အောင်မြင်မယ်လည်းပဲဖြစ်ပါလေ ကျမ်းပိုင်နဲ့ပတ်သက်လို့တော့ပဇန်းနဲ့ပတ်သက်တဲ့သွားလေကြောင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးတော့တိထိုးကန်ဆန်းမယ်ဆိုရင်တော့၃ည၅၄၃ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အရောင်တွေကတော့အနက်ရောင်အဖြူရောင်အစင်းရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်တွေရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုဇွန်းတစ်ချောင်းနဲ့ခောက်ပြီးပါသမင်းစားတဲ့ဇွန်းဟင်းခတ်တဲ့ဇွန်း ဇွန်နဲ့ခောက်ပြီးပါဘဇက်ကလည်းဆူတာမရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုစာရွက်နိုင်ပါလေရောင်ထွက် ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုဇွန်တစ်ချောင်းနဲ့ခောက်ပြီးပါအဲ့တော့ကံကောင်းခြင်းမဲ့ရေရရာကတော့အိမ်ဖျားမှာအနီရောင်ပန်းချောက်ပွဲလှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျတော့ပြန်ဆောင်ကြပါမယ်။ ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်းစေဗျာစနေသားသမီးများဒီဇင်ဘာလ၈ရက်မှ15ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အရင်ဆုံးမိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်အကူအညီကောင်းတွေအဆက်အသွယ်ကောင်းတွေ စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာလို့ရှိနေပါလေစီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိုင်းနဲ့ပတ်သက်လို့မတရားကောင်းမတရားညှက်သွားတာပါလေစီးပွားရေးလုပ်ငန်းအဆင်မပြေတဲ့သူများပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အဲ့တော့ပြေပြီးသားသူများအညံ့နေပေါ်တတ်ပါလေမညံ့ရလေအောင်ကိုယ့်ရဲ့ဆိုင်မှာကိုယ့်ရဲ့ရုံးခန်းမှာအလုပ်ခန်းမှာရှိတဲ့ပစ္စည်းအချို့နေရာလေးကြောင်းရှုပေးပါငွေကြေးနဲ့ပတ်သက်လို့ကတော့ လွဲချော်ခြင်းလိန်ညာခြင်းဆိုနာမည်ဖြစ်ပါတယ်အငွေကြီးအကြံစီများရစရာပေးစရာငွေများထင်တော့လွဲချော်နေတတ်ပါတယ်နောက်ငွေအလိန်ခံတတ်ပါတယ်ပြဋ္ဌာန်းစီလိုပါတယ်အဲ့တော့အခြေအနေပတ်သက်လို့ကတော့မိမိဖြစ်သူရဲ့အပေါ်ကိုအားမလို့အားမရဖြစ်နေတတ်ပါတယ်တယောက်တည်းတူတည်းနေခြင်းတဲ့စိတ်ညာနေတတ်ပါတယ်အဲ့တော့တယောက်တည်းတူတည်းတနည်းအားကိုအပြည့်ထွက်သွားခြင်းတဲ့စိတ်ပေါ်နေတတ်ပါတယ် ိန်တောင်ရင်းနဲ့ပတ်သက်လို့အမျိုးသမီးတယောက်ဂျာဝင်ရွှတ်တက်ပါတယ်အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့ကတောက်ခဆာလေးတွေဖြစ်တတ်ပါတယ်ပညာရေးနဲ့ပတ်သက်လို့တော့အင်မတန်ကောင်းနေပါတယ်ကိုမှရှိတဲ့အရေးချင်းတဲ့ကိုကြိုးစားတာတဲ့ပို့ပြီးတော့အောင်မြင်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်ဂျာမိုင်းနဲ့ပတ်သက်လို့တော့ဝမ်ဘိုက်မျက်လုံးလေနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့တင့်နှစ် ိုးခွန်ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရောင်တွေကတော့အနီအောင်အဖြူရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်တစ်ချောင်းနဲ့ရက်ကပ်ပေးပါရိုက်ပေးပါရက်တောင်ရက်ကပ်ပေးပါရိုက်ပေးပါ။ဒါစက်ကလည်းစူတောင်းပါရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချိန်မဆိုဆောင်ရွက်နိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းတဲ့ပစ္စည်းများကိုရက်တောင်နဲ့ရက်ကပ်ပေးပါ။ အဲ့တော့ကံကောင်းစီမဲ့ရေရရကတော့အိမ်ဖျားမှာပေါ်မုတ်ထုတ်ပဲ့တော့၅ချက်လူတန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ခိုက်တွေခြေပြော့ပြီးတော့ကံတွေကောင်းစီပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းနေဟောချက်တွေမှန်ကန်ပြီးတော့မကောင်းနေဟောချက်တွေလွဲချော်ပါသည်ကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စီပိုင်စီနိုင်စီခိုင်စီပြား